အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစို့ဒီနေရာကနေကျွန်တော်ဆုံပေါ်ကောင်းတောင်းပေးလိုက်ရပါတယ်အဲ့ဒါကျွန်တော်ဒီနေ့မှာတော့ဒါကျွန်တော် Chelsea ရဲ့အကြောင်းလေးနည်းနည်းပြောအောင်တင်းနေကောကျွန်တော်ရဲ့ input တွေကောဘောတော့ဒါနေရာထဲမှာအဆုံးလင်းပြောချင်ပါတယ်အဲ့တော့ Chelsea တင်းနေနဲ့အခုလက်ရှိမှာဒါနောက်ဆုံးဒါ Chelsea အတင်း Athletic UK ရဲ့ရေးသားပုံအရဆိုရင်တော့ Chelsea အတင်းကသူတို့အနေနဲ့ဒါ ကစားသမားရောင်းတဲ့အချိန်နေရာမှာနှမျောမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးကိုအေးသားထားတာကိုတွေ့ရမယ်။ဒီ article နဲ့ပတ်သက်ပြီးတော့လေးကိုစိတ်ဝင်စားတာကျွန်တော်ပထမစဉ်းစားတာဘာလို့သဘောလဲဆိုကျွန်တော်အမှန်တရား article သဘောပေါ့။အဲ့တော့ဖတ်ကြည့်လိုက်တဲ့အချိန်မှာအဲ့ဒါကဘာလဲဆို Chelsea will not hesitate selling even new players if they don't perform under circumstances. Oh circumstances ပေါ့နော်။အဲ့ဒီစကားလုံးကအမှန်တရားပြောမှာအင်မတန်မှအသက်ဝင်တယ်။ ီနောက်ပိုင်းနှစ်တွေမှာပရီးမီးယားလိအသင်းတွေဖြစ်ဖြစ်ဘောလုံးသင်းတွေဖြစ်ဖြစ်ကစားသမားတယောက်ဒါကျွန်တော်ခြေစွမ်းမပြနိုင်ဘူးဆိုရင်အမြဲတမ်းလိုလိုဒါကျွန်တော်တို့အချိန်ပေးလိရှိတယ်ဒါမဲ့ချက်စီရဒီနေရာမှာအဲ့ဒီကိုအတင်းမျိုးဟုတ်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးဒါရေးသားထားခဲ့တဲ့အတွက်ဒါအမှန်တမ်းပြောကျွန်တော်အနေနဲ့တချို့လူတွေကြိုက်စမှာကြိုက်လိမ့်မယ်ကျွန်တော်ကတော့ကြိုက်တယ်။ဘာကြောင့်လဲ။ကစားသမားတွေတချို့နေရာမှာဒါကြောင့်လူငယ်ကစားသမားကိုလူငယ်စည်းပေးဝယ်ထားတဲ့ movement တွေရှိတယ်။ဒီကစားသမားတွေကိုလူအဲ့တော့ဒါမဲ့တချို့မှလက်ရှိမှာအိမ်စံမပြောအောင်เนาะဒါကျွန်တော်တို့လက်ရှိမှာ performance wise အရာ Jimmy Giddens okay လက်ရှိမှာဒါကျွန်တော်ဟာတူဒီလူကစားသမားအဲ့တော့ဟာတူနေနဲ့ခုလက်ရှိဒါ Chelsea အသင်းကိုရောက်နေတဲ့အချိန်မှာသူတို့အနေနဲ့ဒါကျွန်တော်တို့ခြေစွမ်းရအဲ့လောက်မပြနိုင်ဘူး Giddens လည်းဒီနိုင်မှာဒါပေမဲ့ဒီကစားသမားတွေဝယ်ယူခြင်းက Chelsea အသင်းနဲ့တူတယ် Euro တန်း60နဲ့တန်း80ကြာအကုန်ကျခံပြီးဝယ်ယူရကဝယ်ယူရခဲ့တယ်ဖြစ်တော့ပြောတင်တာ Chelsea အသင်းအနေနဲ့ instant success ပုံစံမျိုးလူချင်းလို့ဒီလူကစားသမားမျိုးတွေကိုဝယ်ယူထားတာဖြစ်ပြီးတော့အကယ်၍ instant success တာမရဘူးဆိုရင်တော့ဒီကစားသမားတွေရဲ့လက်ရှိ resale value ပေါ့နော်ပြန်ရောင်းတဲ့ဈေးမကျခင်မှာအသင်းဘက်ကရောင်းသွားဖို့ ဒါကျွန်တော်တို့ဝင်လေးသွားမှာမဟုတ်ဘူးဆိုတဲ့စကားလုံးတစ်ခုတွေ့အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီး Chelsea ပြိတ္တရီကြိုက်ချင်မှကြိုက်လိမ့်မယ်ဒါပေမဲ့ကျွန်တော်ကတော့100%အဲ့စကားကြိုက်တယ်။ဘာကြောင့်လဲ။တချို့မှ Chelsea အသင်းရဲ့ဒီနှစ်ပိုင်းတွေမှာလူတော်များ Chelsea အသင်းငွေသုံးတာပဲမြင့်တယ်။ Chelsea အသင်းငွေရတာတော့တော်တော်မမြင့်ဘူး။ Chelsea အသင်းရဲ့ခုလက်ရှိမှာကစားသမားတွေကို turnover လုပ်တဲ့အချိန်မှာအနည်းနဲ့များနည်းနည်းလေးတော့ရှုံးတာရှိပေမဲ့သူများအသင်းတွေလက်ရှိမှာ Chelsea အသင်းကဒီနောက်ဆုံး၃နှစ်မှာကစားသမားကို turnover လုပ်တဲ့အချိန်မှာ Chelsea နဲ့ Liverpool ကတန်နိုဗာရိတ်မှာဒါနံပါတ်အရအများဆုံးဖြစ်တယ်ဆိုတော့သိရတယ်မှာပါတယ်တန်နိုဗာရိတ်လက်ရှိမှာအနည်းဆုံးသင်္ကာရတဲ့လက်ရှိကျွန်တော်သိတလောက်ပြောပါဆိုရင်တော့ဒါကျွန်တော်တို့ Arsenal ဖြစ်နေတာကိုတွေ့ရမယ်တယ်မှာပါတယ်ဒီနောက်ပိုင်းဒီနှစ်မှာဆိုရင်ဒါဒီနောက်ပိုင်းတစ်နှစ်မှာဆို United ကစားတန်နိုဗာရိတ်ပြန်များလာတန်နိုဗာရိတ်ဆိုကစားသမားတစ်ယောက်ကိုဝယ်ပြီးတော့ပြန်ရောင်းတဲ့အချိန်မှာအသင်းကလို့အသိပြီးမလို့လို့ပြန်ရောင်းတဲ့အချိန်မှာဒါကျွန်တော်တို့အရှုံးအမြတ်ကိုပြန်တွက်တဲ့ဥစ္စာပေါ့နော်အဲ့တော့ဒီရမှာနံပါတ်1နေရာပြေးနေတာကလက်ရှိမှာ Chelsea သင်္ကာပြေးနေတဲ့အသင်းကြီးတွေမှာအသင်းသက်တွေထဲမှာဒါအမျိုးမျိုးရှိမှာအသင်းကြီးတွေထဲမှာ Chelsea သင်္ကာပြေးနေတယ်ဒီနှစ်မှာဆိုတော့ကစားသမားအရာကျွန်တော်အဝယ်ရောင်းမှာ ချက်စီးသင်းကဒါကျွန်တော်ရောင်းတာထက်ဒါကျွန်တော်တို့ ဆိုရဝေးတာတဲ့ရောင်းတဲ့ပတ်စံကတော့ပို့ပြီးတော့များနေခဲ့တဲ့ movement တွေကိုတွေ့ရမယ်တဲ့မှာပါတယ်။ငွေတွေက UEFA ကဒီကိစ္စနဲ့ပတ်သက်ပြီးဒါသတိပေးထားတဲ့ကြောင့် Chelsea တင်းကတရားနဲ့ပတ်သက်ပြီးတော်တော်လေးကိုသတိထားပြီးတော့လုံနေတဲ့အနေထားမှာလည်းရှိရလို့ပြောလို့ရမယ်တဲ့မှာပါတယ်။အဲ့တော့ပြောချင်တာက share နဲ့ Chelsea တင်းနေနဲ့အခုလက်ရှိမှာသူတို့ရဲ့အသင်းဒါနီးပြနေတာအန်ဝင်ဂွန်ကျမဖြစ်ခဲ့ဘူးဆိုရင်တော့ Chelsea တင်းကတော့ဒါဟုတ်လားပေါ့အခုမှဝယ်ထားကစားသမားတွေသူနားလည်မှာမဟုတ်ဘူး။ရောင်းတင်းကမမက်ရတာရာအိုဖီလစ်ဆိုတဲ့ဒီတိုင်းပဲ။ရာအိုဖီလစ်နေနဲ့ကျွန်တော် Chelsea တင်းကိုရောက်လာတယ်။ရောက်လာတဲ့အချိန်မှာဒါကျွန်တော် performance ရရမပြနိုင်ဘူး။ချက်ချင်းဆိုတော့ဒါရာအိုဖီလစ်ကိုရောင်းဖို့အတွက်ပြင်ဆင်နေအငှားတဲ့ပထမချ ာပြီးတော့ရောင်းမှုပြပြင်ဆင်လိုက်တဲ့အချိန်မှာရှိတယ်။အဲ့တော့ချက်စင်းသေးတဲ့ဒါနဲ့ပတ်သက်ပြီးတော့လေးကိုကြီးကျူးမှုကောင်းနေနေတာမှရှိလို့ဒီအဒီအာဒီကန်နဲ့ပတ်သက်ပြီးကျွန်တော်တို့ကဒါသဘောကျတယ်ပေါ့နော်။အဲ့တော့အသင်းမှာဒီကစားသမားတယောက်ကိုကျွန်မအမှလက်ရှိမှာ example ပြောအောင်။ဒါကျွန်တော်သူများအသင်းကျွန်တော်မပြောဟုတ်တယ်နော်။ကျွန်တော်သူများအသင်းတော့မဟုတ်တော့ပြပြောခဲ့တယ်။အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်အဲ့မှာ Richard Lee စင်လို့ကောင်းမျိုးကျွန်တော်လက်ရှိမှာ Richard Lee စင်ကိုကျွန်တော်ဒါမှတ်မဲ့ရဟူဟူဒါကျွန်တော်ပေါင်တန်း90ကျော်နဲ့ဝယ်ခဲ့ကျူရူတန်း60နည်းနည်းကျွန်တော်ပေးဝယ်ခဲ့တယ်အခုချိန်မှာကျွန်တော်ရောင်အများဆုံးမိုင်ကွန်ရယူရိုတန်း90 Okay အဲ့တော့ခုနကကျွန်တော် Tandoori ကိုကျွန်တော်အများကြီးလက်ရှိမှာ Richard Lee စင်စီကကျွန်တော်ဘာတွေရလိုက်လဲ ဒီကောင်ဆေးကူပေးတဲ့ဥစ္စာဒီကောင်လာစားပေးတဲ့ဥစ္စာနဲ့ပြန်တွက်မှကျွန်တော်ဒါယူရိုတန်80လောက်နေနေကုန်နေပြီ။နောက်အားလုံးမောက်တူတယ်သူ့ရဲ့ဥစ္စာအဲ့တော့ပြောချင်တဲ့ဥစ္စာရှင်းနေပြီ။တခါကျရင်ခုနကပြောလို့ကျွန်တော်အမြင်နဲ့ဟိုဝေဖန်နေတဲ့အကြောင်းအပါလဲဆိုတော့ကစားသမားတွေရဲ့အပြောင်းရွှေ့စည်းကအသင်းပေါ်ခုနကပြောလို့ဒါလူဝင်နေတဲ့ကစားသမားပေါ်ဘာတန်တော့မပေးသင့်ဘူး။ဒါပေမဲ့ at least ကစားသမားကိုရောင်းတဲ့နေရာမှာဒီငွေကြေးနဲ့ပတ်သက်ပြီးအသင်းတွေဘက်ကအမြင်နဲ့စဉ်းစားသင့်တယ်။ဥပမာ Richard Lee စင်လို့ခေါင်းပြောပြအဲ့ဆံပြောအဲ့တော့စပါးတင်တဲ့ပထမတစ်နှစ်နှစ်လောက်မှာကလေးဒီကောင်ဒီထက်မပိုးမတိုးတက်တော့ဆိုအကုန်သိပြီးသားကျွန်တော်လည်းသိပြီးသားအဲ့လိုအချိန်မှာ ဒုတိယနှစ်အကုန်လောက်မှာကလေးကโอเคဒီကောင်ရောင်းမယ်ဆိုတဲ့ပုံစံမျိုးလုတ်လိုက်မယ်စပါးတင်အနည်းဆုံးယူရို35လောက်ပြန်ရနိုင်တယ်ပေါင်တရားပေါင်30လောက်ပြန်ရနိုင်တဲ့အခွင့်အရေးရှိတယ်ဘာလို့သူများတင်မှာကောင်းအောင်ကောင်းအခုလက်ရှိမှာအသက်ရွယ်တစ်ခုလည်းရောက်သွားပြီဒါတိုင်လည်းပတ်သွားပြီဘာမှလုတ်လို့မရတော့အခုလက်ရှိမှာရောင်းမယ်ဆိုတော့ယူရို30 25တန်းဆိုတော့ဝယ်မဲ့လူကဒါနည်းနည်းလေးနည်းသွားပြီလို့ပြောလို့ sorry ဘက်ကတော့နည်းနည်းလေးစဉ်းစားကြည့်စဉ်းစားအခုလက်ရှိမှာမဝယ်တော့ဘူးအဲ့တော့ အဲ့လိုပြဿနာမျိုးချက်စီးတင်က avoid လုပ်နေတယ်။ဂျာဝီလေးကိုရောင်းနေလက်ရှိမှာဟိုစားသမားကိုရောင်းနေဒီစားသမားကိုရောင်းအဲ့တော့လက်ရှိမှာဒီနှစ်မှာဆိုလဲချက်စီးတင်ကဒါကိုဘလူဒီယို3ပြလိုက်လက်ရှိမှာ Giddens to Jerrah Hot တို့ဒီလိုကစားသမားမျိုးဒါတွေကို3ပြလိုက်တဲ့ဘောမှာရှိတယ်။ချက်စီးတင်နဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ကစားသမားရောင်းနေနေမှာဒါတွန့်ဆုတ်မှာမဟုတ်ဘူးဆိုတာ Okay ငါတို့ကမင်းတို့ဒီနှစ်မှာဝယ်ထားတယ်နောက်နှစ်တော့မရောင်းတော့ဘူးဆိုတဲ့ပုံစံမလုပ်ဘူး။အသင်းကလုံးဝအဆင်မပြေဘူးဆိုရောင်းပါတော့ချက်စီးတင်နဲ့လက်ရှိမှာ budget ရှိတဲ့ဒီသင်းနဲ့ turnover ကောင်းတဲ့ဒီသင်းအနေနဲ့ကစားသမားကိုချိန်တဲ့ချိန်ပြန်ဝယ်လို့ရပြီးတော့လက်ရှိမှာကစားသမားအယောက်မှာနည်းနည်းလေးရှုံးတဲ့ဥစား အသင်းကအမျက်နဲ့ပြန်ထင်းပြန်ကာလို့ရတဲ့ movement တွေရှိတယ်ချက်စည်းတင်နေကစားသမားအယောက်မှာနည်းနည်းလေးရှုံးတယ်ဘောက်ကဦးတော့တက်နှစ်သုံးထားပြီးပြီးတော့မှဒါကျွန်တော် amortization နဲ့ပါညာတွေ့ရဆိုတန်တောင်တန်နေသေးတဲ့ဌာမရှိတယ်ပြီးတော့ချက်စည်းတင်ကလည်းကိုတဲကဒါ sorry ကအသင်းနဲ့ဆက်ဆံရေးကောင်းတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ရောင်းမယ်ဆိုလဲ Jimmy Kidd တို့ဘာလဲရှိမှာဗျ Jimmy Kidd တို့ဆိုလဲရှိမှာချက်စည်းတင်ကနောက်နေ့မှာရောင်းမယ်ထား โอเคရောက် getting score ရောင်းမယ်ဆိုပြီးတော့အဲ့ဒါကျွန်တော်နောက်နှစ်မှာဒါရောင်းလိုက်မယ်ဒါအကိတ်ခုနလက်ရှိမှာဝယ်ထားတဲ့ဈေးတန်း9000လောက်ရှုံးမယ်ဒါပေမဲ့9000ကိုဒီတစ်နှစ်သုံးထားတယ်ဟုတ်တယ်မလားကျွန်တော်ပြောတယ်ဒီတော့တခုနက9000ကလက်ရှိမှာဒါ Chelsea အသင်းလို့အသင်းမျိုးတော့ဘာမှပြဿနာမရှိဘူးဒါပေမဲ့လာမယ့်နှစ်နှစ်မှာ risk UB ထပ်ပြီးတော့ထပ်သုံးမယ်15000တန်းစလောက်ပြုတ်ကြသွားမယ် ဒါတွေလူပြဿနာကြီးအဲ့တော့ Chelsea တင်းကဒီလိုမျိုး risk ယူပြီးရောင်းနေမှာမဆိုးဘူးလို့ပြောလို့ရမယ်ဒီမှာပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့သဘောကျတယ်ဒါနဲ့ပတ်သက်ပြီးလက်ရှိမှာနည်းနည်းလေးဆက်ပြီးပြောအောင် Chelsea တင်းเนี่ยအခုလက်ရှိမှာဒါကျွန်တော်တို့ RB Leipzig ရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ Dio Mandu နဲ့တရားဝင်ဒါကျွန်တော်တို့ချိတ်ဆက်နေပြီးဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်ဒီကစားသမားလက်ရှိမှာ16နှစ်သားပဲရှိပြီး RB Leipzig မှာဒါကျွန်တော်ခြေစွမ်းပြနေလို့သိရတယ်မှာပါတယ်ဒီတော့ပထမ Dio Mandu ဆိုတော့ပထမဒါကျွန်တော်တို့ယူတီရန်ကြည့်လိုက်တော့ဩဒါဆက်ဝါဆိုဘတ်ဆက်တော့ဖြစ်ကိုပါတယ် Sporting ရဲ့ကစားသမားတွေမဟုတ်ဘူး Dio Mandu ရဲ့လက်ရှိမှာဒါကျွန်တော် Ivory Coast ဖြစ်ပြီးတော့ဒါကျွန်တော်လက်ရှိမှာ ူရဲ့ဒါကျွန်တော်နှစ်ပွဲကစားတဲ့ပွဲမှာနှစ်ဂိုးသွင်းထားတယ်။ချက်စီသင်းကဒီလူငယ်ကစားသမားတော်တော်လေးကိုသဘောကျနေပြီးတော့လက်ရှိမှာ RB Leipzig ကနေပြီးတော့ဝဲယူခြင်းနဲ့ဆိုပြီး Grind Bellamy ကတော့ရေးသားထားခဲ့တာတွေ့ရမယ်။ Grind Bellamy ရေးသားလာသတင်းရဆိုတော့ Tier 3 Tier 4တော့မစိုးလို့ပြောလို့ရတယ်။လက်ရှိမှာချက်စီသင်းကဒါကျွန်တော်လူငယ်တွေကိုဝဲနေမှာလိုက်လိုက်ပြီးဝင်နေစေဖြစ်တယ်။အဲ့တော့ချက်စီသင်းကခုလက်ရှိမှာအသင်းစီကိုလာမဲ့ကစားသမားလေးရှိတယ်။ Sporting ကဒါကျွန်တော်တို့ခွန်စာလေးကိုခွန်တာအဲခွန်တာလည်းလာဖို့ရှိသေးတယ်ပေါ့နော်။အဲ့တော့ပြောချင်တာချက်စီသင်းနဲ့လူငယ်ကစားသမားဒါ16နှစ်ပြည့်ပြီးသားကစားသမားဖြစ်တဲ့ကြောင့်ဒီကစားသမားကိုတော့ချက်ချင်းဝယ်ပြီးအသင်းထဲကိုချက်ချင်းထည့်လို့ရတယ်။ဒီကစားသမားကတော့ချက်စီသင်းနဲ့လာ ာမဲ့လူရသီတိဆောင်းမှုပဲနဲ့ဒီနှစ်ဆောင်းရဒီမှာကတည်းက RB Leipzig စီကနေပြီးတော့ဝယ်ယူဖို့အတွက်စဉ်းစားနေဆိုတဲ့တင်ထွက်လာခဲ့တယ်။ဒါပေမဲ့ချက်စီတင်ကသူတို့ရဲ့အသင်းမှာတခါရေးထိတာတဲ့ဆိုင်တော့ Strasbourg ကိုဒါဒါကျွန်တော်ဒီကစားသမောအငှားနဲ့ပြန်ပို့ပြီးတော့အခြေစွမ်းပြတဲ့အနေထားရမှာအသင်းစီပြန်ခေါ်ဖို့အတွက်လက်ရှိမှာပြင်ဆင်ထားခဲ့တယ်လို့သိရတယ်ဒီမှာပါတယ်။လက်ရှိမှာချက်စီတင်နဲ့လာမဲ့လူရသီတို့တို့ရဲ့ marquee sign ကိုသူတို့အနေနဲ့သတ်မှတ်ထားခဲ့ပြီးဖြစ်တယ်။ချက်စီတင်ကလက်ရှိမှာ Juventus ရဲ့ကိုင်းတဲ့ကစားသမားဒါကျွန်တော်တို့လက်ရှိတူရကီရဲ့ကစားသမားဖြစ်တဲ့ဒါ Yildiz ကိုသူတို့ရဲ့ marquee sign နဲ့ချက်စီဘက်ကသတ်မှတ်လိုက်ပြီးလို့တရင်းနေရအတီးရတယ်မှာပါ ါတယ်ရေဒစ်ကလက်ရှိ Chelsea ကစားတဲ့ပြောနေတာ ိုးပါမှာကစားပုံနဲ့ကစားပေါင်းနဲ့ဆင်မှာကျွန်တော်ရေဒစ်ကိုတိချာမမြင်ဘူးဒါကျွန်တော်ပုံမှန်လင်းလင်းပြောအဲ့တော့ရေဒစ်ကိုလက်ရှိမှာအသင်းကြီးတော်တော်များလူချင်းနဲ့အာစနယ်ကလည်းသူတို့ရဲ့ left wing နေရာတော့ရေဒစ်ကိုဒါပြတ်မှတ်ထားရဆိုတဲ့တရင်ထွက်လာခဲ့တယ်စပါးသင်းကလက်ရှိမှာတော့ကျွန်တော်ဒါအခုလက်ရှိအသစ်ဟိုအဲ့ပေါ့အသစ်တော်မျိုးအဟောင်းဖြစ်လာအဟောင်းကလည်းအသစ်ဖြစ်သွားခဲ့နေတာဒါကျွန်တော် Agatha Writer Patrice ကလည်း Yudis ကိုခေါ်ယူဖို့တော့ပြတ်မှတ်ထားတယ်အဲ့တော့ကိုကရေဒစ်နဲ့ပတ်သက်ပြီးတိတ်မကြည့်ဘူးလို့လားမသိဘူးကျွန်တော်နေတာအများကြီးတော့ဝေဖန်လို့ခြင်းမရှိဒါပေမဲ့အသင်းကြီးတွေလုံမို့လားကျွန်တော်လူချင်းနဲ့ဆိုခဲ့တော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရမှတ်တယ်မှာပါပါတယ်အဲ့တော့လက်ရှိဒါကျွန်တော်တို့ဒီကစားသမားကဒါကျွန်တော်တီလောက်ကိုပြောမှာဆို ဘပူးတင်းကလည်းစိတ်ဝင်စားလာတဲ့ကြောင့်မို့ချက်စီးတင်းနဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဒီနှစ်ဆောင်းရာသီလောက်ခရက်ကတရရဲ့ဝင်တာချိုချိတ်ဆက်မှုတွေကိုပြုလုပ်ဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ Juventus ကိုတိုင်ကလည်းဒီကစားသမားတို့ကျွန်တော်စာချုပ်တက်တန်းတူဘူးတဲ့အခုလက်ရှိမှာအကြီးကျယ်ကျူးစားနေပြီးတော့စာချုပ်တက်တန်းတူဘူးတို့လည်းဒါကျွန်တော်ကစားသမားတို့ဒါကျွန်တော်ပွန်အားပေးနေလို့သိရတယ်မှာပါတယ်။ကစားသမားကလက်ရှိမှာသူ့အနေနဲ့ Juventus ရဲ့လက်ရှိပူကောင်းတဲ့အသင်းများရှိမယ်ဆိုရင်တော့အခုလက်ရှိမှာဒါပူပူလောလောဒါကျွန်တော်တို့လီးပြအပြောင်းလဲလေဖြစ်ထားတဲ့ Juventus အသင်းအနေနဲ့သူ့အနေနဲ့ဒီထက်ပူကောင်းတဲ့အသင်းကိုသူပူပြောင်းခြင်းနဲ့ဒါလက်ရှိမှာဒါ Arsenal အသင်းကသူတို့ရဲ့ left wing သား Yildiz ရောက်ခဲ့မယ်ဆိုသူတို့ရဲ့လက်ရှိအသင်းကလုံးဝ perfect threat ဖြစ်သွားမယ်လို့ယူဆတယ်။ Chelsea တင်းကတော့ Youth အသင်းသားရောက်လာခဲ့မှဆိုကိုပါမားနဲ့တွဲဆော့နိုင်တဲ့ကစားသမားတစ်ယောက်ရှိသွားမယ်အတွက်ကြောင့်သူတို့အနေနဲ့လှုပ်တစ်ခုအနေနဲ့ရော့သွားမယ်လို့မြင်တယ်။ Enzo Moraes ကကိုယ်တိုင်ကလည်း Youth ကိုတော်တော်လေးကိုသဘောချလို့နဲ့အတွက်ကြောင့်မလို့ဒီကစားသမားကိုအသင်းစီကကိုခေါ်ဖို့အတွက်လည်းရှိမှာဒါပြင်ဆင်ထားတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေခဲ့တာကိုတွေ့ရမယ်တဲ့မှာပါပါတယ်။အဲ့ဒါလောက်ပါပဲ။လက်ရှိမှာ Chelsea တင်းအနေနဲ့ဒီနေ့ဒီနေ့မှာဒါလောက်ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်။လူငယ်ကစားသမားရဲ့စိတ်ဆက်နေတော့အများကြီးအများကြီးရှိတယ်ပေါ့။ဒါလောက်ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ tv4 တို့မှာကျင်းလူဆယ်ပေါင်းကိုကူညီလို့ရပါတယ်။မြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ဖြစ်ပါတယ်။အားလုံးမကြိုးတမာရဲကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ညီနောက်မှာပဲအေးအေးဆေးဆေးတူကြတာပေါ့။အားလုံးမကြိုးတမာရဲမြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့။အိုးမြန်မာကလစ်မှာမြန်မာနိုင်ဖြစ်ပါတယ်။အားလုံးမကြိုးတမာရဲကျွန်တော်ကောင်းပြပါအောင်။ဒေးပါဗျာအားလုံးမကြိုးတမာရဲ။